ပဝန်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုတ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုတ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုတ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘလို့လုတ်တာကတော့ကောင်းတယ်ဘလို့လုတ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာ များလုံနေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်တကယ်ကြီးမိုက်များကိုလုပ်တာကို့ကံကို့ကံဒီကို့ကိုအကျိုးပေးမယ် ။ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုက အရေးတကြီးသွားပြီးတော့လောကုချောနေတာလေ။စဉ်းစားတဲ့မို့လား။စဉ်းစားတဲ့နေဗျာ။သူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်။ဒါတကားကြီးမိုင်းများနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်။စင်သားကြည့်နော်အကုသိုလ်တွေများသောအဖြစ်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လား မုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်ဘူးအဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကြင်နာပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေးလဲဘူးဆိုတော့ကိုကဆိုးရယ်ကိုကမပြေးလဲရောဟုတ်လားသူပြေးလဲဆိုတော့လည်းပဲလောဘတွေနဲ့ရှင်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့ ူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်။မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စမ်းလူရုပ်မာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလား။အဲ့ဒီလူရုပ်မာတာမရုပ်မာတာမသေးကြပါမယ်လို့အဲ့ဒီတည်ငါမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ရုပ်မာသွားတာအမှန်ပဲဗျာ။လူရုပ်မာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲ။ဒေါသတွေဖြစ်လာတယ်။ဟုတ်လား။ ကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်းမှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအเจ้าတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျာတရင်သားတွေတဲကလည်းဝင်နေတီဗီတွေတဲကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအเจ้าတွေခေါင်းနဲ့အမြဲတမ်းရောက်မနေဘူးလားရောက်နေတယ် အဲ့ဒါတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကို့အတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တကယ်ကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေးအိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစား ငါရဲ့ကုံခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့အပြတ်တားတာနော်ဦးဇင်းတို့ဟောတာလားဘုရားဟောတာလား ဘုရားဟောတာစိတ်ချမ်းသာခြင်းရတယ်အကျိုးရှိခြင်းရတယ်ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လှုပ်ကြည့်နော်သူများအကြောင်းတက်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာကိုနှီးဆက်သွားပြီ